စီအိုင်မှ PJ တို့ပြောင်းလဲထုတ်ပေးနေသည့်ဌာနခွဲကိုရန်ကန်တက်မရှိရက်ဆိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံသားတွေကိုမြန်မာနိုင်ငံသားဖြစ်ကြောင်းတသက်ခံလက်မှတ် Certificate of Identification CI မှနိုင်ငံကူးလက်မှတ် PJ တို့ပြောင်းလဲထုတ်ပေးနေတဲ့ဌာနခွဲကိုရက်အကန့်အသတ်မရှိရက်ဆိုင်လိုက်ထဲလို့ဘန်ကောက်အခြေဆိုင်မြန်မာတန်အရာရှိရုံးကအတိပေးထုတ်ပြန်ထားပါတယ်။ အစိုးရဌာနခွဲကိုထိုင်းနိုင်ငံမဟာချိုင်မြို့မှာဖွင့်လင်းထားပြီးထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့အထောက်ထားမဲ့မြမရွှေပြောင်းလုံသားတွေကို CI မှ PJ တို့ပြောင်းလဲထုတ်ပေးနေတာဖြစ်ပါတယ်ယခုလ15ရက်ကစတင်ပြီးအစိုးရလုပ်ငန်းစဉ်ကိုရက်အကန့်အသတ်မရှိရပ်ဆိုင်းလိုက်တာဖြစ်ပြီးလုပ်ငန်းပြန်လည်စတင်မဲ့နေရက်ကိုပြန်လည်အတိပေးကြေညာသွားမယ်လို့ဆိုပါတယ်။ ဒါကြောင့်လက်ရှိမှာကိုရီးနောက်ချောင်းစီစစ်ပြီးလို့နိုင်ငံကူးလက်မှတ်ထုတ်ယူဖို့ကြံရှိနေတဲ့မြန်မာရွှေပြောင်းလုံသားများအနေနဲ့မိမိတို့ရဲ့နိုင်ငံကူးလက်မှတ်တွေကိုလာရောက်ထုတ်ယူကြဖို့ကိုလည်းအတိပေးထားပါသေးလို့သိရပါသေးရှင်။